ခြေထောက်မတန်ဆွမ်းသူတွေကားမောင်းနိုင်တဲ့ကိရိယာဟာဈေးနှုန်းကြီးမြင့်ပြီးမှာယူဖို့ခက်ခဲနေတယ်လို့မတန်ဆွမ်းသူတွေကပြောပါတယ်။ဥထွန်းထွန်းသိန်းသတင်းပေးပို့ထားပါတယ်ရှင်။ဆော့ဒရိုင်းဒီဘိုင်လို့အမည်ရတဲ့ခြေထောက်မတန်ဆွမ်းသူတွေကားမောင်းနိုင်တဲ့ကိရိယာကိုဂျပန်နိုင်ငံကိုနိုကော်ပိုရေးရှင်းကဇူလိုင်20ရက်နေ့မတန်ဆွမ်းရှိဆောင်အဖွဲ့ရုံမှာမိတ်ဆက်ခဲ့တာပါ။ Swap driving device ဟာ မြန်မာငွေ7သိန်း20ခန်းရှိပြီးမာယူဖို့ခက်ခဲတယ်လို့မတန်ဆွမ်းသူတွေကပြောပါတယ်။နံပါတ်1အခက်ခဲကတော့ကွာဒေါ်လာ2000ဝန်းကျင်လောက်ကျမယ်ဆိုတော့30ကျော်လောက်ဆိုတော့ကျမယ်လေဒီမှာမတန်မဆန်းနေနေလူတိုင်းနဲ့အဝင်ကြားဖြစ်ဖို့တော့နည်းနည်းအခက်အခဲရှိတာပေါ့ငွေသေးဒီမြန်မာငွေချင်းအနေနဲ့ကျ30ကျော်လောက်ဆိုတော့တက်နိုင်တယ်လို့နည်းတာပေါ့အဲ့ဒါနံပါတ်1အခက်ခဲနောက်နံပါတ်2အခက်ခဲကတော့ဒီကျွန်တော်တို့ဒီပစ္စည်းကိုဝယ်ကျင်တဲ့ကောင်ကဒီဘက်ကအတဝင်ယူပြီးတော့ ဟိုမှားပေးမဲ့ဖွဲ့စည်းရဲ့နော်ဒီမှာသူတို့ကနေပြီးအရောက်ပို့ပေးမယ်ပါလားအဲ့လိုမျိုးကွန်တက်ပိုင်းမှာအဆက်အသွယ်ပိုင်းလေးတွေမှာအခက်အခဲတွေရှိရဲ့ဗျလီဒီဘိုက်ကိုဂျပန်နိုင်ငံကလွန်ခဲ့တဲ့၃နှစ်ထဲကမတဆွမ်းလူများရှစ်ဆောင်အဖွဲ့ကိုပေးအပ်ခဲ့ပြီးအခုမှတရားဝင်မိတ်ဆက်ခဲ့တာပါဒီကရိယာကိုအသုံးပြုပြီးလက်ရှိကောင်းမောင်းနေတဲ့ခြေတော်မတဆွမ်းသူကတော့ဘဝတူတူအနေနဲ့ဤပညာအထောက်အကူနဲ့ကောင်းမောင်းနိုင်မယ်လို့ပြောဆိုပါတယ် ကျွန်တော်ဤပညာရဲ့အထောက်အကူနဲ့ကျွန်တော်တို့မတန်ဆန်းတဲ့သူတွေဆွမ်းနိုင်တယ်ဆွမ်းဆောင်နိုင်အောင်ပံ့ပိုးပေးနိုင်တယ်ဆိုတဲ့အချက်ကိုတက်တက်ထူလိုက်တာပေါ့။နောက်တစ်ချက်ကတော့ကျွန်တော်တို့ကကိုယ့်ဘဝကိုစီမံခံခွဲတဲ့အခါမှာကိုယ့်ကကိုယ့်ကိုယ့်ခြေတော်ပေါ်ကိုရည်တည်လို့တဲ့မတန်ဆန်းတွေအတွက်စိတ်သွားတိုင်းကိုပေါ့နော်။ကျွန်တော်သွားလာနိုင်ဖို့အတွက်ဒီပစ္စည်းတွေအထောက်အကူဖြစ်တယ်။တခြားလူတယောက်ရှိမှ ကိုကားလိုက်မောင်းပေးပြီးတော့ပို့ပေးတဲ့လူရှိမှပဲကိုဘွားကိုစောင့်နေရတာမျိုးမဟုတ်တော့ပဲနဲ့ကိုတကယ်ဝါသနာပါတယ်တကယ်လဲကျွန်တော်တို့ဆန္ဒပြင်းပြတယ်ဆိုရင်ကိုဘွားကိုရက်တီထူထောင်နိုင်ဖို့အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ် Swat driving device ကိုဂျပန်နိုင်ငံက6000မတန်ဆွမ်းတူတွေကာမွန်ယာမှာအသုံးပြုနေပြီး brake နဲ့ lever စနစ်ကိုလွယ်ကူစွာထိန်းချုပ်မောင်းနေနိုင်တယ်လို့လည်းကိုနို corporation ကပြောဆိုပါတယ်မြန်မာနိုင်ငံကမတန်ဆွမ်းတူတချို့ကတော့မတော်ကား lever နဲ့ brake ကိုအုတ်ခဲခုမောင်းနေတာ ေတုသက်ဆင်မောင်းနေတာပြည်တွင်းဖြစ်ဖြစ်စီတို့နဲ့သက်ဆင်ပြီးမောင်းနေမှုတွေပြုလုပ်နေကြပါတယ်ကျွန်တော်ထွန်းထွန်းသိမ့်ပါ